ပဲဖြစ်ဖြစ်မိုးပြီပဲဖြစ်ဖြစ်ဒီပခုံးနဲ့တိုက်လိုက်အောင်ဒုတိယကပိုးပြန်ပြုံးပြနေအခုချီးကျူးတာအောက်တော့လူငယ်စိတ်မမွေးဘူးမမွေးပဲနဲ့ခန္ဒီစဆိုရက်တိခံခြင်းကိုမွေးသွားတာဂုံယူတယ်အဲကောင်လေးဖရာသေးရနဲ့မဝေးဘူးဘလောက်ကြီးချမ်းသာနေပါလိမ့်ရဘလောက်ကြီးဟိုဟာဖြစ်နေပါအတင်းနေပါလူဥတီတရားလေးရှိဘွားအဓိကလေဒီဆိုတာ ာသူရဲ့မွေးနေ့မွေးရက်မွေးလတိုက်တာရဲ့မွေးနေ့ပွဲလေးအထူးသူရဲ့ပထမဦးဆုံးဒီသာသနာ့ဘောင်နဲ့ဝင်တဲ့ပွဲလေးရဲ့ပြီးတော့ပွဲလွန်သွားချာပြီးဖြစ်တဲ့အဖေတီရတင်ဆိုအမေဒေါ်တင်မာဦးတို့ရဲ့ယေຊုကိုဆက်တဲ့ယေຊုဆက်ပွဲကြီးလို့ပဲခေါ်ရမှာပေါ့နော်ဒုံလဘဝဝေတော့အဒီအခုဆိုရှိ ဆက်နိုင်လို့ဆိုဒါပထမဦးဆုံးဝတ်တာလေပထမဦးဆုံးဝတ်တော့ဆက်နိုင်နိုင်ကြောအဲ့ကောင်ပိုက်စာတော့ကတော့ဘာရဲ့အဲ့ကောင်တော့ဖြစ်တယ်အဲ့အဲ့ဦးဆုံးပိုက်စာတော့ပါဆက်နိုင်နိုင်ကြောလှည့်အောင်ခံရတော့ပါဟမ်၁၇ရက်တောင်မှလို့ပြောတယ်တတ်မိနစ်တော့ခံမှာမလားမသိဘူးခုနကလာတော့မှသွန်းသားပွဲမှာကြောင်းနိုင်နေရပြီးပြီသူမပြီးသေးဘူးမလုံနဲ့တဲ့ကိုတော့ဆက်နိုင်မထိုးပြေအဝတီးဟာတာတဲ့ဇတိကပြီဆိုလို့ရှိရင်ဘုံကြီးနဲ့ဘုံကြီးချောင်းတွေမှာကတာများဟုတ်တယ်ဟုတ်တယ်ဘာလို့ ဒီဖုံးကြောင်းကတာနဲ့ဟိုတောက်သားမှုကင်းသွားတာနဲ့လည်းဆိုင်တာပါနော်တောက်သားရှိနေဦးမှာသာသနာ့မြေထဲမှာတော့ဘာဂယုတိုက်ဆိုင်တယ်ဟောမဟုတ်လေ ဘုံရရှိမှတာဟောတာကိုကနောက်မှတောက်ပြီးတောက်ပြီးရတယ်။ဟိုကတောက်သားမရှိတော့ရဲ့နောက်ပိုင်းလေးမှာတော့ဒီသာသနာပဲလေးရောက်သွားတော့ပို့ပြီးတော့ရင်းနှီးမှုလေးဖြစ်လာတော့ကျွန်တော်လိုင်းမှာဖြစ်ပြက်နေဥစားလေးပေါ့နော်ဒါအခုဟိုအော်အန်တော်ဘူးလားဆက်မှာဖြစ်သွားတာပေါ့နော်ကိုယ့်ရဲ့ဒါဟိုဒီပညာဟိုဒါဟိုကဖြစ်တာ revolutionary ဟိုဇမင်းသားတွေဟိုအဲ့လိုမျိုးပေါ့နော်ဒါခြေောင်းနဲ့ဒါဟိုဖြစ်တယ်ဆိုရင်ကတော်တော်များများကအပြင်လူတော်စိတ်မကောင်းဖြစ်ကြဆိုတော့ကိုယ်ဇက်လောကအသားတယောက်အနေနဲ့ပုံညာနိုင်မှာဖြစ်နေတယ်အဲ့ဒါအမြင်မျိုးပြောပါဖြစ်တာပေါ့ ကြည့်ပြီးတော့ဟောဖြစ်တယ်သူကဘာကြီးပဲဖြစ်နေတယ်နော်ဒီတယောက်ကဥပမာလက်ကလေးနဲ့တို့တာလို့လက်ကလေးနဲ့တို့တာလို့ချင်းတော့ဗျာချင်းပဲဖြစ်ဖြစ်မိုးပြီပဲဖြစ်ဖြစ်ဒီပခုံးနဲ့တိုက်လိုက်အောင်ဒီတယောက်ကပေါ်ပြန်ပြုံးပြနေအိုးသူ့နေရာမှာကိုရာဆိုတဲ့စိတ်တက်ပေါ့ဘယ်သူမဆိုပါခန်းသားကြည့်လိုက်ပေါ့ဟုတ်တော့သူကပေးသက်ကိုအောင်အောင်မြင်ရအောင်အတွက်စူးစမ်းနေတယ်ဒါတက်တစ္ဆာလေး လက်စားလူငယ်လေးဒါပေမဲ့တခုချီးကျူးတာအောက်သူလူငယ်စိတ်မမွေးဘူးမမွေးပဲနဲ့ခန္ဒီစဆိုတဲ့တိခံခြင်းကိုမွေးသွားတာဂုံယူတယ်အဲကောင်လေးဖရာသေးရနဲ့မဝေးဘူးမိဘတွင်တင် ဆုံးမမှုအောက်မှာနဲ့အတူသူ့ရဲ့ဆရာသမားတွေရဲ့တွင်တင်ဆုံးမမှုအောက်မှာမသွေးမသိလိုက်နာနေတဲ့ကလေးဆိုတာဒါညီကြီးလက်နက်ပုတ်လာလွဲလွဲအောင်အမလွဲဘူးဟုတ်တော့လူငယ်လေး ဟုတ်လို့ပုံပြလုံးမှာဘုံနိုင်ရမှာဒါပေမဲ့လက်လိုက်ရိုက်ဟိုကကနေတဲ့အချိန်မှာပိဋိတ်ရှိတယ်ကိုယ့်ရဲ့ကျေးဇူးရှင်ပိဋိတ်ပိဋိတ်ရုံရင်းဆန်ကဖြစ်သွားပြီခေါင်းဆောင်ဒီကိုကထမင်းအိုဟင်းအိုကြီးလေအဲ့ခေါင်းဆောင်တယောက်ကဝုံနိုင်ထားလို့လည်းရှိသူ့ရဲ့နောက်ပိုင်းမှာသူ့အာကိုနေတဲ့သူ့အာကိုနေတဲ့ဒီပိဋိတ်ဒီဟိုပြီးတော့ရှိထမင်းရှင်ဟင်းရှင်ကျေးဇူးရှင်တွေသူ့ရဲ့သူ့ရဲ့တပ်ဖွဲ့လုံး နောက်ကဘုံတိုင်းပါသွားခဲ့လို့ရှိရင်တမျိုးသမီးဖြစ်သွားမှာလေတမျိုးသမီးဖြစ်သွားမဲ့အတွက်ကြောင့် तू ကထွက်လဲဒေါသကိုမျက်နှာမှာပေါ်တယ်လေဒေါသထွက်တာပဲကိုရဲဒေါသထွက်တယ်လူကြီးဒေါသထွက်တယ်ကိုဆိုးတယ်ဆိုတော့အဲ့ဒေါသကိုထိန်းသွားတာလေကြက်ကလေးပိုက်ပြီးတော့ပြိုလှဲ့ထွက်သွားတာမျက်နှာလေးလွှဲလိုက်တာလေကဒေါသကိုထိန်းလိုက်တာပါကောင်းပါတယ်သူကရှေ့ချောက်အောင်မြင်အောင်ပါလူရှင်တော်တွေလည်းနော်အဲ့လူရှင်တော်တွေဟိုဟာဖြစ်တာ အဘာလဲပေါ့မဟုတ်ဘူးကျွန်တော်ထင်တာကတော့အော်တို့မက်ကြီးအုပ်ထားတော့သူတို့ခဲရလားဒါမှမဟုတ်သူတို့နဲ့ပတ်သက်တာလားကျွန်တော်လည်းအခုတည်းကမသိသေးဘူးလေမသိသေးဘူးဒီ line ပေါ်မှာဟိုဘဖြစ်လို့လားကျွန်တော်မမြင်ဘူးအရင်ကပြလို့ဟာဒါကြီးကမလုပ်တဲ့ဘူးလို့ဟိုဘလောက်ကြီးပဲရင်းနေရင်းနေတယ်ပေါ့နော်ကိုယ်မွေးတဲ့ဒီအဖေအမေတွေတော့အဲ့လိုဒေါသထွက်နေတော့ချိန်နဲ့ကန်နေဦးတာမဟုတ်လားဟုတ်တယ်မဘလောက်ကြီးချမ်းသာနေပါလိမ့်ရဘလောက်ကြီးဟိုဘဖြစ်နေပါအင်းနေပါ လူဥတီတရားလေးရှိวะအဓိကလေဥစ္စာအဲ့ဒါတဖသာငါသာလှုပ်လိုက်လို့ပေါ်ပင်ញံလို့လားပေါ်ပင်ញံတမျိုးမျိုးစီစဉ်လိုက်ဟုတ်တော့မဒီလို အောက်အပေါ်အားလေးပြီးတော့ဒီချွေးနဲ့တွေးနဲ့ရင်းဟိုရင်းပြီးတော့ပိဋကကြအောင်ဖြော်ပြနေရတဲ့အချိန်ပဲပြီးတော့လေဟိုဖြော်ပြနေတဲ့အချိန်ကြီးမှာဗျာဒီအစိုးရလေးတွေရှိတယ်မင်းသမီးတွေဆိုတဲ့အချိန်မှာလေတရွယ်ချင်းပြေးပါမှန်းမသိရဘူးအစားနောက်တည်းကဟိုအနောက်တန်းလေးဖြစ်တာပေါ့နော် နောက်ဒီလူအနောက်တန်တယ်ပေါ့နော်ကိုကတော့ထင်တာပေါ့တော်တော်အနောက်တန်တယ်လူဟိုဘာလို့ရင်းကော့ဖင်ကော့လေးဆိုတော့လေတော်တော်အနောက်တန်ပဲပုံမယ်ဟုတ်ကဲ့ဒီညလူညံသမားလေးကိုတော့စော်ကားရလို့ခံစားရလားအေးပေါ့ဘလို့သိရမလဲပေါ့ကျွန်တော်တို့ဒီအမှုပညာအနေနဲ့အမှုပညာတယ်ပေါ့ဗျာပြောရရင်တော့အမှုပညာသမားအနေနဲ့ကြည့်မယ်ဆိုတော့မကောင်းဘူးဗျာတော်ရိုင်းနေပေါ့ဒီကြီးကဟုတ်အောက်ကူမဲ့ရောဆုံးဘူးလားပုံမှုတော်မဟုတ်သူ့အဖေနဲ့ကိုကျွန်တော်တို့တပွဲရက်ကဘူးဗျာ သူ့ဖေကအရင်ကတီးဝိုင်းထောင်တီးဝိုင်းထောင်တော့ကျွန်တော်တို့ကအဲ့ကလေးကကျွန်တော်တို့သူ့ဖေပွဲမှာသွားကနေတဲ့အချိန်မှာငငယ်ပဲရှိသေးတယ်အရှင်လေးဆိုနေတာပဲရှိသေးသူကအရှင်လေးဆိုအဲ့ကိုနေရမှာကျွန်တော်ခမတင်ရောက်သွားကိုမိနဲ့ရောက်သွားအဲ့ကိုကရွှေပြီးသားကိုရွှေပြီးသားပွဲကိုရောက်သွားတော့မှာအတူအဖေနဲ့သွားဆုံတာဟုတ်တော့မယောင်းဆွေရောက်နေပေါ့မယောင်းဆွေရောက်နေသွားဖြစ်နေအဲ့တော့မှအဲ့ဇဘူးသွားကျွန်တော်အောင်းဇဘူးသွားလဲကိုကကြည်နေလိုင်းမော်ကကြည်နေဟောမသိဘူးလေသူ့သားမန်းဘာမှမသိဘူးနောက်တော့အဲ့မှာ တွေးလိုက်တော့မှမျက်နှာချင်းနိုင်တွေးရတယ်မှာအတောင်းအခုသားကြီးဟာအခုသားလားဒီရွယ်တော့ရောက်အာအခုအာအဲ့တော့မှဟောတော့ကိုညီကိုလိုနေနေတဲ့လူပြားသားဆိုတော့ကိုသူကိုသားပဲဟောအောင်မြင်နေတဲ့အချိန်မှာဖြစ်တတ်တယ်ဗျအောင်မြင်မှုလမ်းရောက်ပြီဆိုတာနဲ့ပျက်စီးမှုလမ်းကဂျုံတွေ့ရတာပဲလေကျောင်းအနောက်ဆက်ဆိုတော့ပေါ်တယ်ဗျအနောက်ဆက်ဆိုတော့ပေါ်အဲ့ခါတွေကိုသူကတိုက်မဲ့ခလုတ်တွေခိုးမဲ့အစူးတွေကိုဖယ်ရှားလိုက်သလိုပါပဲကောင်းပါလား ကိုယ်ဆိုလေတော်တော်များများကိုရီးယားမင်းသားဆိုလေပြောကြတယ်ဟုတ်တယ်ကျွန်တော်လည်းစဉ်းလုံးနေပါဟုတ်တယ်တချို့ကြရဟိုမေးမေးနေတာတန်းသပင်းမရှိလို့မင်းရှိဟိုကပြောပါတယ်မဟုတ်အောင်သဘူမဟုတ်ဘူးလို့ကျွန်တော်လန်သဘူလို့ပင်နာလေးလူတွေကတော့မှာပါပင်နာလေးတော့လူတွေပင်နာလေးအခုပြောတဲ့နှခမ်းနှခမ်းလေးနဲ့မသိဘူးလားနှခမ်းလေးနဲ့မျက်လုံးလေးနဲ့သူ့လိုပဲညှို့မျက်လုံးလေးပါတယ်ဒီလိုလေးလူတွေမြင်မှနေတယ်တော့မှာခဏခဏမှာလူလူချင်းမှတယ်ဒါတော့ရမောင်းကြီးကလည်းတိတ်မကွာဘူးလေပြီးတော့အသားရေချင်းကလည်းကြည့်အောင်လေ ကိုကတော့နည်းနည်းပို့ဖြူနေသလိုဟဲ့ test sign ရစားပေါ့နော်အာအကုန်လုံးအကုန်လုံးဒါပေမဲ့သူ့ရှိသွားရတော့ကိုကဟိုကတိတ်ငယ်အောင်နေပေးလိုက်ပါအဲ့အောက်စုကကိုနဲ့တူအောင်မြန်နေရမြန်မလို့ကိုထောင်ငယ်ဆိုတယ်ကိုရပြောမရဘူးအဲ့အဲ့ကောင်လမ်းနဲ့အတူလိုက်ခိုးနေတာနဲ့သူရဲ့အဲ့ကြောင့်မို့အခုတောင်းတောင်းဟိုကပြည်ပြည်စုံလို့နေလိုက်ရှော့ထားပြီးရတာအဲ့လိုအောက်စုတက်ပါလေခလေးနဲ့နည်းနည်းရှော့ပြီးမှရပါဘူးအခုချိန်မှာလမ်းတပူလို့တာထောင်ကြည့်လိုက်သူငုတ်သွားမှာအဲ့လိုမျိုးလေးရှိတယ် သူကကိုရီးယားလောက်ပဲရှိတယ်ကိုကဟိုကလာတာအင်္ဂလန်လာတာအဲအလန်နာလူပဲစိတ်ထားတော့ချူစင်းတယ်ဘောက်ကြီးကတကယ်ကိုချူစင်းတာခါချူစင်းတယ်လမ်းစဘူနဲ့အောက်စဘူဘယ်သူကပို့ပြီးတော့မိတ်ကလေးပြည့်တယ်များလို့ဟာလမ်းစဘူးကများတော့ဒါတော့ကိုဘကကိုဘမှရှိနေတဲ့မိတ်ကလေးဟိုဘနေနေလေးသွားလိုက်ပါဦးအာနာနေလို့တရိုးတို့ထုတ်နေရတာအဲရွှေခိုင်းတာပေါ့ နည်းနည်းရွှေ့ခိုင်းတာကိုလည်းနည်းနည်းပင်မနေတော့ဟုတ်လေနှုတ်ဆက်တာများတော့လေခြေလမ်းတစ်လမ်းနှုတ်ဆုပ်ခြေလမ်းတစ်လမ်းမဟုတ်သုံးလမ်းသုံးလမ်းဆုပ်ပေးထားတာအဲ့ဒါကြောင့်ဗျာညီလေးအောင်စဘူးဘာများပြောချင်ပါသေးလဲညီလေးအောင်စဘူးဟိုဟာပေါ့လမ်းစဘူးလို့အောင်မြင်ရင်တော့ကျိုးတာပေါ့လို့ဒီအောင်စဘူးကတော့လာမယ့်နံမဲလေးနဲ့အသိနမိတ်ပေါ့နော်နံမဲကအဓိကပဲအသိနမိတ်လေးအောင်စဘူးဒီစဘူးတစ်ခွင်းမှာအောင်မြင်မှုကို စုခုအောင်မဲ့မင်းသားတက်လက်လို့တော့ကျွန်တော်ပြောချင်ပါတယ်မြန်မာစတာပစာ